ားလုံးပဲမင်္ဂလာပါရှင်။စိုင်းဆရာကြီးမင်းသူဝင်ရေးသားတဲ့ကလေးပုံမြင်များထဲမှာနေဝင်ရိုးရီဆိုတဲ့ပုံမြင်ကလေးကိုရွှဆိုဖတ်ပြပါမယ်ရှင်။ကျမကတော့စာဖတ်သူရွှေရီပဲဖြစ်ပါတယ်။နေဝင်ရိုးရီရှေ့ရှေ့တုန်းကဘရင်ကြီးတပါးမှာသမီးတော်ကလေးတပါးရှိတဲ့အဲ့ဒီသမီးတော်ကလေးဟာပင်လေတဲကပလဲလုံးကလေးလိုလှတဲ့အတွေ့အကြုံ ပလဲဒေဝီလို့အမည်တွင်တဲ့ဘယင်ကြီးရဲ့မြို့အပြင်ဘက်မှာတင်ញိုင်ကုန်းရှိတဲ့တင်ញိုင်ကုန်းမှာဘလူးတကောင်ရှိတဲ့အဲ့ဒီတင်ញိုင်ဘလူးဟာမိုးချုပ်ခန်းဒီနေဝင်ရိုးကြီးအချိန်ဆိုရင်မြို့ထဲကိုဝင်လာပြီးအစာရှာတဲ့တနေ့ကျတော့ပလဲဒေဝီဟာအိမ်တော်ရဲ့အပြင်ဘက်မှာအမှတ်တမဲ့ကစားနေတာကိုဘလူးကြီးမြင်ပါလေရောတဲ့ဒီတော့ပလဲဒေဝီက အင်မတန်ချောအင်မတန်လှတော့တင်းချိုင်းဘလူးကခိုးပြေးဖို့ကြံတာပေါ့ဒါပေမဲ့ပလဲဒေဝီမှာသူ့ဖခင်ကြီး ခမဲပေးထားတဲ့ပယောကလက်ဖွဲ့ကလေးလယ်ဝင်းမှာဆွဲထားလေတော့ဘလူးဟာအနာကို မကတ်နိုင်ဘူးတဲ့ဒါနဲ့လေဘလူးကစိတ်မလျှော့ဘူးမိုးချုပ်ခံနေနေဝင်ရိုးရီဆိုရင်ဘလူးဟာလူမင်းသားရောင်ဆောင်ပြီးအိမ်တော်နားမှာရေဝဲရေဝဲနဲ့လှဲ့တဲ့ တခါတလေမြင်းစည်းလိုတခါတလေခြေကျင်လာတဲ့ပလဲဒေဝီကတော့လူမင်းသားပဲမှတ်တာပေါ့လေတနေ့ကျတော့ပလဲဒေဝီကသလားစိတ်ပေါက်လာလို့မင်းသားရောင်ဆောင်လာတဲ့ဘလူးကိုအိမ်တော်ရဲ့လက်ရန်ကနေပြီးစကားပြောတဲ့ဘလူးလဲအနာကပ်လာရော ပလဲဒေဝီလဲဖြန်းဆိုပြီးစက်သိန်းတွေထပြီးတကူလုံးတုံလာတဲ့ဒီတွေမှမင်းသားအစ်စ်မဟုတ်ပဲ မကောင်းဆိုးဝါးမှန်းသိလို့မင်းသမီးက အပြူတော်တယောက်ကိုခေါ်ပြီးမဆရေရဲ့ဟောရီလူဟာလူစဲမဟုတ်ဘူးညနေတိုင်းနေဝင်ရိုးရီရောက်တဲ့အခါကျမကိုလာလာပြီးဒုက္ခပေးတဲ့ဘလူးပဲအိမ်တော်သားတွေခေါ်ပြီး မောင်းထုတ်ပါလို့ခိုင်းတယ်အဲ့ဒီတော့အိမ်တော်သားတွေလည်းဒုတ်ဆွဲတားဆွဲနဲ့ဝိုင်းဟာစီဟာလို့អော်ပြီးလိုက်တာပေါ့ဘလူးလဲနာနာပါဝတကူးနဲ့ ကိုရောင်ဖျားပြီးအိမ်တော်ဝင်းထဲကထွက်ပြေးပါလေရောတဲ့။တင်းញိုင်ပြန်ရောက်တော့ဘလူးကတွေးတဲ့။အင်းမင်းသမီးကိုခိုးယူဖို့ကြံစည်နေတာဟာငါတယောက်တည်းမဟုတ်ဘဲကို နေဝင်ရိုးရီဆိုတဲ့အကောင်ကလည်းညနေတိုင်းလာနေတဲ့ဆိုပဲဘယ်လိုအကောင်မျိုးပါလိမ့်ငါမြင်းအောင်ဆောင်ပြီးအိမ်တော်မြင်းဆောင်တဲ့ကချောင်းကြည့်ရင်ကောင်းလိမ့်မယ်လို့တွေးတဲ့တွေးတဲ့အတိုင်းပဲဘလူးဟာ မြင်းရောင်ဆောင်ပြီးအိမ်တော်မြင်းဆောင်ထဲမှာမြင်းတွေနဲ့ရောပြီးနေတာပေါ့လေညရောက်လို့မှောင်ကြလာတယ်ဆိုရင်ပဲမြင်းတစ်ခုတည်းရမြင်းဆောင်ထဲဝင်လာတဲ့ကင်းသမားတွေ အလက်မှာမြင်းခိုးမလို့လာတာပေါ့လေမြင်းတစ်ခုဟာမှောင်ထဲမှာဝိုးရွားရမြင်ရတဲ့မြင်းတွေကိုလိုက်ဆန်းတဲ့ဘယ်မြင်းဟာချောတယ်လဲဘယ်မြင်းဟာကောင်းတယ်လဲလို့လိုက်ပြီးရွေးတာပေါ့လေ ဘလူးအယောင်ဆောင်နေတဲ့မြင်းကိုတွေ့တော့အကောင်းဆုံးပဲဆိုပြီးတခိုးကဇက်ခွန်တာပေါ့ဇက်ခွန်နေဆိုတာမြင်းကိုဇက်ကျိုးတွေတက်တာပေါ့လေဇက်လဲခွန်ပြီးရောတခိုးဟာမြင်းပေါ်ခုန်တက်ပြီးမြင်းဆောင်ထဲကထွက်သွားတဲ့အဲ့ဒီအခါမြင်းယောင်ဆောင်နေတဲ့ဘလူးကစဉ်းစားတဲ့음ဧကန်ကငါကြောပေါ်မှာစီးရဲ့လူဟာနေဝင်ရိုးရီဆိုတဲ့အကောင်ဖြစ်မှာပဲ အတော်အစမ်းတတ္တိရှိပုံရတယ်ဆိုပြီးဒုံဆိုင်ပြေးတာပဲတဲ့မြင်းဘော်ကတခိုးလဲမြင်းကပြေးလို့တော့လိမ့်ကြမှာစိုးလို့ဇက်ကျိုးကို အတင်းဆွဲတဲ့မြင်းကလည်းဇက်ကျိုးကိုဆွဲလီ ပြေးလီပဲတဲ့ဒီတော့တခိုးကတွေးတဲ့อืมဧကန်နငါစည်းတဲ့မြင်းဟာအစစ်တော့မဟုတ်ဘူးဘလူးဖြစ်မှာပဲမြင်းဆိုရင်အခုလောက်ဇက်ကိုဆွဲတာရက်မှာပေါ့ဘလူးလက်ကလွတ်အောင် ဘယ်လိုကြံရပါမလဲလို့တွေးပြီးဟိုကြည့်ဒီကြည့်နဲ့လိုက်သွားတယ်ဘလူးကလည်းလူကိုကြောက်လူကလည်းဘလူးကိုကြောက်အတိုင်ကလေးပြေးပြီးတော့ညောင်မင်းကြီးတပင်အောက်ရောက်သွားတယ်အဲ့ဒီအခါတခိုးကညောင်ကိုင်းကိုတွဲလဲခိုလိုက်လို့မြင်းပေါ်ကလွတ်ပြီးကြံရိတ်ခဲ့တယ်ဒီတော့မှတခိုးလဲဟင်းဆိုပြီးတပင်းကြီးချလိုက်တယ်ဘလူးလည်းအတိုင်ကလေးပြေးပြီးတော့မှညောင်ဝင်ကိုလှဲ့ကြည့်ပြီး ဟင်းလို့တက်ပြင်းချလိုက်တဲ့။တက်ပြင်းတစ်ခုလဲတောထဲမှာဟင်းသွားရောသူတို့နှစ်ဦးလဲလိုရာကို ထွက်ခွာသွားကြပါလေရောတဲ့။